မင်္ဂလာပါခင်ဗျရှေကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဂင်းပြည်နယ်မြောက်ရီမြို့နယ်ကအကြပ်ဖက်စစ်တပ်လက်အောက်ခံ BGN နဲ့ DGPA တပ်တွေထိန်းချုပ်ထားရာကြားဖြတ်အဆောက်အုံတွေကိုစစ်တပ်ကဖောက်ခွဲတံတွေတပ်သေးကံပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ပြီးအကြပ်ဖက်မင်းအွန်လိုင်းနဲ့စစ်တပ်ကဥပဒေချိုးဖောက်နေတဲ့အပြင်သူတို့စစ်တပ်ကကြပ်ဖြတ်ငွေလိမ်လုပ်ငန်းတွေမှာအကျုံးမြတ်ယူပါဝင်ပတ်သက်ထားတဲ့တပ်တွေကိုဖျောက်ဖျက်နေတာဖြစ်တယ်လို့ဆိုပါတယ် မေရိကန်အောက်လွှတ်တော်မှာနိုင်ငံဖြတ်ကျော်ကြဖြတ်ငွေလင်းဂိုင်းတွေဖြိုခွင်းနှိမ်နင်းရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်အပါအဝင်အကျင့်ပြတ်အစိုးရတွေရဲ့ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမယ်လို့အမေရိကန်အောက်လွှတ်တော်ကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ ကင်းပြည်နယ်မြဝတီမြို့နယ်ကအချက်ဖက်စစ်တပ်လက်အောက်ခံ BGN နဲ့ DKPA တပ်တွေထိန်းချုပ်ထားရာကြားဖြတ်အဆောက်အုံတွေကိုစစ်တပ်ကဖောက်ခွဲဓာတ်တွေတပ်တွေကံပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ပြီးအချက်ဖက်မင်းအွန်လိုင်းနဲ့စစ်တပ်ကဥပဒေချိုးဖောက်နေတဲ့အပြင်သူတို့စစ်တပ်ကကြားဖြတ်ငွေလိမ်လုပ်ငန်းတွေမှာအကျိုးမြတ်ယူပါဝင်ပတ်သက်ထားတဲ့တပ်တွေတွေကိုဖျောက်ဖျက်နေတာဖြစ်တယ်လို့ဥပဒေအထောက်ကူပြုကွန်ရက်ရက်တရားလွတ်တော်ရှင့်နေဒေါ်ရီရီမင်းကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့အခုရက်ပိုင်းမှာပဲ နိုင်ငံတကာကအရေးယူမှုတွေလုပ်မဲ့ဂျင်းပြည်နယ်မြောက်ရီမြို့နယ်ကအကြက်ဖက်စစ်တပ်လက်အောက်ခံ BGN နဲ့ DGPA တပ်တွေထိန်းချုပ်ထားရာ KK ပတ်နယ်ရွှေကုတ်ကိုမှရှိတဲ့ကြောက်ပြငွေလင်းလုတ်တဲ့အဆောက်အုံတွေကိုအကြက်ဖက်မြန်မာစစ်တပ်ကအရင်ဆုံးဖောက်ခွဲတာတွေတပ်သေးကံပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ပြနေတယ်ဆိုပါတယ်ဒါဟာနိုင်ငံဖြတ်ကျော်ကြောက်ပြငွေလင်းကွန်ရက်တစ်ခုလုံးကိုနှိမ်နင်းရေးအတွက်အလွန်အရေးကြီးတဲ့တပ်သေးကံပစ္စည်းတွေကိုအကြက်ဖက်မြန်မာစစ်တပ်ကဖျောက်ဖျက်နေတာဖြစ်ပြီး ဒီလိုလှုပ်ရဟာမဲအွန်လိုင်းအနေနဲ့ကြားဖြန့်တက်သေးကံပစ္စည်းတွေကိုဖျောက်ဖျက်မှုနဲ့ပဲသူကိုယ်တိုင်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ဥပဒေတွေကိုချိုးဖောက်နေတာဖြစ်တယ်လို့တရားလွတ်တော်ရှေ့နေဒေါ်ကြီးမင်းကပြောထားပါတယ်။အဲဒီလိုကြားဖြန့်ငွေလင်းလှုပ်ခဲ့တဲ့အဆောက်အုံတွေကိုဖောက်ခွဲပျက်စီးတာတွေနဲ့အဲဒီကတက်သေးကံပစ္စည်းတွေကိုနိုင်ငံတကာကနေလာရောက်သိမ်းဆည်းစစ်ဆေးမှုတွေမလုပ်ခင်မြန်မာစစ်တပ်ကအရင်ဆုံးလက်အမှုယူပြီးပြစီဖြောက်ဖြက်ဖို့အမိန်ကိုလဲမဲအွန်လိုင်းကပဲညွှန်ကြားခဲ့တဲ့သဘောဖြစ်ပြီးအဓိကကတော့အဲ့ဒီကြားဖြတ်ငွေလိမ့်လုပ်ငန်းတွေမှာ သူတို့စစ်တပ်ကနောက်ွယ်ကနေ BGN နဲ့ DKPA ကနေတဆင့်လှုပ်ခွင့်ပေးထားတာတွေအဲဒီကနေအကျိုးမြတ်ရယူနေတာတွေဟာသူတို့စစ်တပ်ရဲ့အကြီးပိုင်းအဆင့်ဆင့်ဗိုလ်ချုပ်ကြီးတွေကနေမင်းအွန်လိုင်းအထိပါဝင်ပတ်သက်နေမှုတွေကြောင့်အဲ့ဒီကြားဖြတ်ငွေလိမ်လုတဲ့အဆောက်အုံတွေကိုဖြိုချလောက်တဲ့အထိဖျက်ဆီးဖို့မလိုသေးပဲအရင်ဆုံးဖောက်ခွဲဖျက်ဆီးလိုက်တာဟာသူတို့စစ်တပ်ကပဲတပ်သေးတွေကိုဖျောက်ဖျက်နေတဲ့သဘောဖြစ်တယ်လို့တရားလွတ်တော်ရှေ့နေဒေါ်ကြီးမင်းကရှင်းပြထားပါတယ် တကယ်တော့ဥပဒေအရပြောမယ်ဆိုရင်လည်းအဲ့ဒီကြားဖြတ်ငွေလေးလုပ်ငန်းတွေကနေရတဲ့တသက်ကံပစ္စည်းတွေကွန်ပျူတာနဲ့ဖုန်းတွေကအစဒါတွေကိုအရင်ဆုံးဖျက်ဆီးရမှာမဟုတ်ဘဲအဲ့ဒီတသက်ကံပစ္စည်းတွေကနေရာဇဝတ်မှုကျူးလွန်ထားတဲ့အချက်လက်တွေကိုအရင်ဆုံးဖော်ထုတ်ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ဖို့အတွက်အမျိုးသား digital ဓာတ်ခွဲကန်းလိုနေရာတွေကိုပို့ပြီးဖော်ထုတ်စစ်ဆေးတာတွေပြီးမှတရားရုံးကိုအချက်လက်တွေပို့ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်တွေအရအစဉ်စဉ်လှုပ်ဆောင်ရမယ့်အပိုင်းတွေရှိပြီမြေအခုတော့အဲ့ဒီအစဉ်တွေဘာမှမရှိဘဲ အကျန့်ဖက်စစ်တပ်နဲ့သူတို့စစ်တပ်လက်အောက်ခံ BGN နဲ့ DKBA တပ်တွေပေါင်းပြီးအဲ့ဒီကြားပြန့်လုပ်တဲ့နေရာတွေကအဆောက်အုံတွေကိုဖောက်ခွဲပျက်စီးလိုက်တာတွေအဲ့ဒီကတပ်တေကန်ကွန်ပျူတာနဲ့ဆက်ဆက်ပျက်စီးတွေကိုဖျက်ဆီးလိုက်တာတွေဟာအကျန့်ဖက်မင်းအွန်လိုင်းနဲ့စစ်တပ်ကဥပဒေချိုးဖောက်နေတာဖြစ်တဲ့အပြင်သူတို့စစ်တပ်ကကြားပြန့်ငွေလိမ်လုပ်ငန်းတွေမှာပါဝင်ထားတဲ့တပ်တေတွေကိုဖျောက်ဖျက်နေတာဖြစ်တယ်လို့ဥပဒေအထောက်အကူပြုကွန်ရက်ရဲ့တရားလွတ်တော်ရှင်းနေဒေါ်ရီရီမင်းကရှင်းပြထားပါတယ်ခင်ဗျာတဆက်သေးမှာပဲ အမေရိကန်အောက်လွှတ်တော်မှာနိုင်ငံဖြတ်ကျော်ကြပြန့်ငွေလိမ်ဂိုင်းတွေဖြိုခွင်းနှိမ်နင်းရေးဥပဒေကိုအတည်ပြုလိုက်ပြီးမြန်မာစစ်တပ်အပါအဝင်အကျင့်ပြတ်အစိုးရတွေရဲ့ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမယ်လို့အမေရိကန်အောက်လွှတ်တော်ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့အမေရိကန်စံတော်ဂျိန်အနေနဲ့ဆိုရင်ဒီဇင်ဘာလ၃ရက်နေ့မှာပဲအမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီက နိုင်ငံဖြစ်သောကြားဖြတ်ငွေလင်းဂိုင်းတွေဖြိုခွင်းနိုင်နေရေးဥပဒေကိုအမေရိကန်နိုင်ငံရဲ့ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်ပါတီနှစ်ရဲ့စလုံးကထောက်ခံမှုကြောင့်တရားဝင်အတီးပြုတ်လိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။အဲဒီထုတ်ပြန်ချက်မှာတော့လက်ရှိနိုင်ငံဖြစ်သောကြားဖြတ်ငွေလင်းဂိုင်းတွေဟာအမေရိကန်နိုင်ငံသားတွေစီးကနေပါငွေကြေးဘီလီယံပေါင်းများစွာလိမ်လည်မှုတွေလှုပ်လာပြီးအမေရိကန်နိုင်ငံအကျိုးစီးပွားကိုထိခိုက်လာတဲ့အကြောင်းအဲဒီလိုအမေရိကန်နိုင်ငံသားတွေစီးကနေအစုလိုက်အပြုံလိုက်အွန်လိုင်းကတဆင့်ကြားဖြတ်လိမ်လည်မှုတွေကျူးလွန်လာနေတဲ့ကြားဖြတ်ငွေလင်းဂိုင်းတွေကိုနှိမ်နင်းမှုအတွက် အမေရိကန်ကဥပဒေချမ်းကိုအတည်ပြုလိုက်ပြီးဖြစ်တဲ့အကြောင်းအဲ့ဒီချမ်းဖြတ်ငွေလင်းဂိုင်းတွေကိုအကာအကွယ်ပေးထားတဲ့အကျင့်ပြတ်နိုင်ငံအစိုးရတွေရဲ့လက်ချက်ကြောင့်သာအခုလိုဖြစ်ရတဲ့အကြောင်းအဲ့ဒီအတွက်အတည်ပြုလိုက်တဲ့ဥပဒေအရမြန်မာစစ်တပ်အပါအဝင်အကျင့်ပြတ်အစိုးရတွေရဲ့ပါဝင်ပတ်သက်မှုကိုပါအမေရိကန်ကစုံစမ်းစစ်ဆေးမယ်လို့အမေရိကန်အောက်လွှတ်တော်ကနေတရားဝင်သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Brian Mascaro အဲ့ဒီချမ်းဖြတ်လိမ်လည်မှုစင်တာတွေဟာအလုံးမင်းရှုပ်ထွေးတဲ့အကြောင်း အမှန်ကတော့သူတို့အခြေစိုက်ထားတဲ့တဆိုင်ရနိုင်ငံတွေရဲ့အကျင့်ပြက်အစိုးရတွေကအဲ့ဒီကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုထောက်ခံထားတဲ့အတွက်ကြောင့်သာဖြစ်တဲ့အကြောင်းအခုတော့အဲ့ဒီလိုအမေရိကန်နိုင်ငံသားတွေစီကနေအိမ်တွေငွေတွေစုဆောင်းထားတဲ့ငွေကြေးတွေခဏအတွက်ဆုံရှုံသွားရတဲ့အထိအမေရိကန်အချို့စီးပွားကိုချင်းချောက်လာတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေကိုနှိမ်နှင်းဖို့ဥပဒေပါအတီးပြုတ်ခဲ့တဲ့အတွက်ဂုံယူတဲ့အကြောင်းကိုပါပြောထားပါသေးတယ်။ ဒါပြင်လက်ရှိမြန်မာနိုင်ငံအတွင်း online ငွေလိမ်လုပ်ငန်းတွေကိုခွင့်ပြုပေးထားတာတွေနဲ့အကျိုးမြတ်ရယူပြီးလစ်လူရှုပေးထားတဲ့မြန်မာစစ်တပ်ရဲ့ပါဝင်ပတ်သက်မှုကိုပါစုံစမ်းစစ်ဆေးဖို့နဲ့လက်ရှိမြန်မာနိုင်ငံကငွေလိမ်စန္ဒာတွေလက်ပတ်နေမှုကိုရပ်ဖို့အတွက်နိုင်ငံအတွင်းမတည်ငြိမ်မှုဖြစ်နေတာတွေနဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ကိုပါတပါတဲ့ဖြေရှင်းဖို့အရေးကြီးတယ်လို့လည်းအမေရိကန်ဥပဒေဆိုင်ရာတုံ့တက်မှုတွေအတွင်းမှာထပ်ပြီးထောက်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့မိဖက် SSPP နေမြန်မာလဲကြားဖြတ်ငွေလိမ်လုပ်တဲ့သူတွေကိုဖမ်းဆီးရမိတာတွေရှိလာပြန်တယ်လို့သိရပါတယ်။လက်ရှိကင်းပြည်နယ်ဘက်ကအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်တွေနဲ့ DGBA ထိန်းချုပ်နေမြန်တွေမှာကြားဖြတ်ငွေလိမ်လုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးဖမ်းဆီးရမိတာတွေဇက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့အခုလဲရှမ်းပြည်မြောက်ပိုင်းဘက်မှာပါမြန်မာအကြမ်းဖက်စစ်တပ်ရဲ့မိဖက် SSPP နေမြန်အတွေ့ကြားဖြတ်ငွေလိမ်လုပ်တဲ့သူတွေကိုဖမ်းဆီးရမိတာတွေရှိလာတယ်လို့သိရပါတယ်။လက်ရှိရှမ်းပြည်မြောက်ပိုင်း ကြောင်မဲမျိုးနဲ့တောင်ထိပ်ကျေးရွာနီမှာ၄ရက်အတွင်းမှာတကြပြက်ငွေလင်းလုတ်ကိုင်းနေတဲ့နိုင်ငံသား28ဦးကိုဆက်ဆက်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အချင်းဖက်စစ်တပ်ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရတော့အဲ့ဒီရှမ်းပြည်မြောက်ပိုင်း SSPP နယ်မြေအတွင်းမှာကြပြက်ငွေလင်းလုတ်နေတဲ့သူတွေအပြင်သူတို့အသုံးပြုတဲ့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေပါသိမ်းဆည်းမိတဲ့အကြောင်းဒါပြင်လူနေအိမ်အဆောက်အုံတွေနဲ့အစားတောက်တူလောင်ယုံတွေလောင်စားပြုတ်လို့ရအဆောက်အုံတွေပါတွေ့ရှိခဲ့တယ်ဆိုပြီးပြောထားပါသေးတယ် အဲ့ဒီလိုရှမ်းပြည်မြောက်ပိုင်း SSPP နေမြေထဲမှာဖမ်းဆီးရမိထားတဲ့ကြားဖြန့်လုပ်တဲ့ပစ္စည်းတွေကိုတော့စစ်တပ်ကတခါတည်းမိရှုဖျက်ဆီးခဲ့ပြန်တယ်လို့ထုတ်ပြန်ထားပြီးအဲ့ဒီလိုအကြဖက်စစ်တပ်ဟာကြားဖြန့်ငွေလိမ့်လုပ်တဲ့နေရာတွေမှာသူတို့စစ်တပ်ကဖမ်းဆီးရမိတယ်လို့ပြောတဲ့ကွန်ပျူတာတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုအထောက်အထားအချက်လက်တွေသိမ်းဆည်းစစ်ဆေးမှုတွေလုပ်တာမျိုးမဟုတ်ပဲတက်သေးဖျောက်ဖျက်ပစ်တဲ့ပုံစံနဲ့အဲ့ဒီပစ္စည်းတွေကိုတခါတည်းဖျက်ဆီးပစ်တာတွေလုပ်နေတဲ့အကြောင်းကို သူတို့စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာတည်းထည့်သွင်းပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။တစ်ဖက်မှာလည်းမြန်မာနိုင်ငံမှာကြားဖြတ်ငွေလင်းလုတ်တဲ့လုပ်ငန်းတွေစီးကနေမြန်မာစစ်တပ်ကအကျိုးအမြတ်တွေရနေတယ်လို့နိုင်ငံတကာမှာတုံ့သက်ပြောဆိုမှုတွေရှိနေတဲ့အချိန်မှာပဲအခုလက်ရှိကြားဖြတ်ငွေလင်းလုပ်ငန်းတွေကိုဖမ်းဆီးရမိတဲ့ဆိုတဲ့နေရာဒေသတွေဟာသူတို့စစ်တပ်လောက်ခန့်နေကြဆောင်တက်တွေနဲ့သူတို့စစ်တပ်နဲ့ဆက်ဆံရေးရှိတဲ့လက်နက်ကင်တက်တွေထိန်းချုပ်ရနေမြေတွေမှာသာ ကြားဖြန့်လုပ်ငန်းတွေကိုဇက်တိုက်ဖမ်းဆီးရမိမှုတွေဖြစ်ပေါ်နေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အင်ဒိုနီးရှားနိုင်ငံမှာအယွန်ဂျီနဲ့ NUCC တို့ဟာအကြမ်းဖက်စစ်တပ်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုလုံးဝမရှိဘူးလို့ NUG ဘက်ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။ဒါကတော့အခု2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ကနေ30ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံတည်ဆောက်ရေးဆိုင်ရာအတွေ့အကြုံများကိုမျှဝေခြင်းအလို့ယုံဆွေးနွေးပွဲအတွက်ဖိတ်ကြားချက်အရမြန်မာနိုင်ငံဘက်ကတော်လှန်ရေးအဖွဲ့အစည်းအချို့နဲ့အတူ UNG NUCC ကိုစလဲနှစ်ဦးတက်ရောက်ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတွေလို့အဲ့ဒီအင်ဒိုနီးရှားနိုင်ငံကတွစ်ဆုံဆွေးနွေးမှုအတွေ့အချက်ဖတ်မြန်မာစစ်အုပ်စုကိုစလဲတွေနဲ့ UNG NUCC တို့ဟာ မျက်နှာချင်းဆိုင်တွဲဆုံဆွေးနွေးမှုလုံးဝမရှိဘူးလို့ AMG ဘက်ကတရားဝင်သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ AMG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကလည်း AMG အနေနဲ့နိုင်ငံရေးဥတီချက်6ချက်ကိုတရားဝင်ကြေညာထားပြီးဖြစ်တဲ့အကြောင်းအဲ့ဒီအချက်ထဲမှာအဓိကအနေနဲ့ဆန္ဒသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေတာတွေအားလုံးအဆုံးသတ်ဖို့နဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေအတွက်ခံရတဲ့သူတွေဘက်ကတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်မှု အချက်တွေအပါအဝင်နိုင်ငံရေးဥတီချက်6ချက်ကိုကြီးညာထားပြီးဖြစ်တဲ့အတွက်အဲ့ဒီသဘောထား6ချက်ကိုစစ်တပ်ကသဘောမတူညီပဲမြေသည့်တွဲဆုံဆွေးနွေးမှုမှရှိမှာမဟုတ်ဘူးလို့ပြောထားပါတယ်။ဒါအပြင် UNG အနေနဲ့အင်ဒိုနီးရှားနိုင်ငံမှမဟုတ်ဘူးအာဆီယံနိုင်ငံအချို့ကဥစည်းပြုလုပ်တဲ့ဆွေးနွေးပွဲတွေမှာလည်းတက်ရောက်ခဲ့ပြီးတော့မြန်မာနိုင်ငံရဲ့အခြေအနေမှန်ကိုကဘာကနားလည်ဖို့ UNG နဲ့တော်လှန်ရေးအင်အားစုတွေရဲ့ယက်တီချက်နဲ့သဘောထားတွေကိုကဘာကတိဖို့တက်ရောက်ဆွေးနွေးခဲ့တာတွေရှိပေမဲ့ ဒီလိုဆွေးနွေးပွဲတွေမှာဘယ်ဒုံကမှအကြံဖတ်စစ်တပ်ရဲ့တာဝန်ရှိသူတွေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့တာမျိုးလုံးဝမရှိသလိုတဆင့်ကလည်းဆွေးနွေးခဲ့တာမျိုးမရှိပါဘူးလို့ NGO ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေပုန်းလက်ကဆက်ပြီးပြောထားပါတယ်။တစ်ဖက်မှာတော့အကြံဖတ်စစ်တပ်ကလက်ရှိလူမှုကွန်ရက်တွေမှာတည်င်းတွေကိုပုံစံမျိုးစုံနဲ့ပုံဖြတ်ပြီးနိုင်ငံရေးလမ်းကြောင်းမှားအောင်သူတို့ဘက်ကစနစ်တကျလှုပ်ဆောင်နေမှုတွေရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့ဓာတ်တွေကိုသတိထားကြဖို့ကလည်း NGO ကသတိပေးထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့ပကိုးတိုင်းကရေတာရှင်မြို့နယ်မှာတောင်သူတွေစီကနေစက်ကြီးလာကောက်တဲ့အချမ်းဖက်စစ်တပ်ရဲ့တက်ချက်ကြီးမြင့်လွင်ဆိုသူကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးသူကိုလိုက်လံခေါ်ယူဖို့ကြိုးစားတဲ့စစ်တပ်စစ်ကြောင်းကိုပါတိုက်ခိုက်မှုအတွေ့စစ်သား6ဦးထပ်သေးသွားပြန်တဲ့အတွက်စစ်ကြောင်းလည်းပြန်ဆုတ်ပြေးသွားကြတယ်လို့ PDF တရင်3934ရဲ့တာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိရန်ကုန်ခေတ်တကရရှိထားတဲ့ဓာတ်ပုံတွေမှာလေဒေါ်လာရင်းတက်တွေအရှင်ဖန်းစီရမိထားတဲ့တက်ချက်ကြီးမြင့်လွင်ဆိုသူဟာ မြေကြီးမှာဒူးထောက်ပြီးအဖမ်းခံထားရတာကိုမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ25ရက်နေ့ကပဲရေတာရှင်မြို့နယ်စစ်တောင်းမြေအနောက်ဘက်ချမ်းမှာရှိတဲ့မြေယာတွေမှာစိုက်ပျိုးရေးလောက်ကိုင်းနေတဲ့တောင်သူတွေစီကနေအချမ်းဖက်စစ်တပ်ကတက်ချက်ကြီးမြင့်လွင်ဆိုသူဟာစက်ကြီးလောက်ောက်တဲ့ငွေတွေကိုသိမ်းဖို့လာခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲတော်လိုင်းရင်တက်တွေကလမ်းကနေအသင့်ဆောင်ပြီးအဲ့ဒီတက်ချက်ကြီးမြင့်လွင်ဆိုသူကိုအရှင်ဖမ်းဆီးလိုက်သလို့ သူစီကနေလက်ပြပုံးသုံးလုံးနဲ့တက်သေးကန်ကပြအချက်လက်တွေကိုပါတင်စီရရှိခဲ့တယ်လို့ PDF တရင်3934ရဲ့တာဝန်ခံကပြောထားပါတယ်။အဲဒီနောက်အချက်ဖက်စစ်တပ်ဘက်ကသူတို့ရဲ့တက်ချက်ကြီးမြင့်လွင်ကိုခေါ်ယူဖို့ဆိုပြီးဂုံးအောင်နဲ့ဝမ်းမာကြီးခြေရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်အဲဒီစစ်တပ်စစ်ကြောင်းကိုပါတော်လိုင်းတပ်တွေကကြားဖြတ်တက်ခိုက်ချေမှုန်းလိုက်ရမှာစစ်သား6ဦးထပ်သေးသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းမှာပြန်ဆုတ်ပြေးသွားကြတယ်လို့သိရပါတယ်။လောလောဆယ်တော့ ဒေါ်လာရင်းတက်တွေအရှင်ဖန်းစီရမိထားတဲ့စစ်တပ်ဘက်ကတက်ကြွကြီးမြင့်လွင်ဆိုသူကိုဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးစစ်တုံးမဲ့ဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့လည်း PDF တရင်3934ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချင်းဖက်စစ်တပ်ကရင်မာပင်ကမ့်လူနဲ့တန်တောင်မြို့နယ်တွေမှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုလေကြောင်းတက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ခဲ့မှုကြောင့်ကိုဝင်းဆောင်အမျိုးသမီးတအူပါဝင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေတာတွင်တည်ရင်မြစ်တွေကရန်ကုန်ခေတ်ကိုပျော်ပါတယ်။စကိုင်းတိုင်းရင်းမပင်မြို့နယ်မှာဆိုရင်ဒီဇင်ဘာလပုံရိပ်လေးဖြစ်တဲ့မနေ့ကပဲရသပြည်သူတွေနေထိုင်ရာတည်ရာပင်ခြေရွာကိုအချက်ဖက်စစ်တပ်ကဘာတိုက်ပွဲမှမဖြစ်ပဲလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ရသပြည်သူနှစ်ဦးတန်းရရထားတယ်ဆိုပါတယ်။အလားတူကမ်ဘလူးမြို့နယ်မှာလည်းဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာပဲစည်းကုံခြေရွာကိုအချက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့် အဲ့ဒီမှာလည်းပြည်သူတို့ဥဒဏ်ရရထားသေးတယ်လို့သိရပါတယ်။ဒါ့အပြင်တန်တောင်ကြီးမြို့နယ်မှာလည်းဒီဇင်ဘာလ၁ရက်နေ့ကပဲအချမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လိုက်မှုကြောင့်တန်တောင်ကြီးမြို့အမှတ်၃ရပ်ကွက်ထဲကနေအိမ်ပေါ်ကိုကြားရောက်ပောက်ကွဲမှုဖြစ်ပွားပြီးကိုဝင်ဆောင်အမျိုးသမီးနော်ချစ်စုဆိုသူဒဏ်ရရထားတယ်လို့ KNU.U District ကထုတ်ပြန်ထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ကိုတိုင်းလက်ပန်းမြို့နယ်ကတောင်သူတွေရဲ့မိုးရသည့်စိုက်ပျိုးရေးဘဏ်ချင်းဝင်တွေကိုဘဏ်ဝင်ဓာတ်တွေနဲ့စစ်တပ်လောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့အတင်းအဓမ္မတောင်းခံမှုတွေမလုပ်ကြဖို့လက်ပန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေအတိပေးထုတ်ပြန်လိုက်ပါတယ်။လက်ရှိတောင်သူတွေရဲ့ဘဏ်ချင်းဝင်တွေကိုဘဏ်ဝင်ဓာတ်တွေနဲ့စစ်တပ်လောက်ခံတပ်ဖွဲ့ဝင်တွေကအတင်းအဓမ္မတောင်းခံလာတာကြောင့်အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိစိုက်ပျိုးရေးလုပ်တဲ့ပြည်သူတွေအနေနဲ့ရေကြီးရေရှမ်းမှုကြောင့်စပါးစိုက်ခင်းတွေပျက်စီးခဲ့မှုတွေရော စိုက်ပျိုးရေးဇယိတ်တွေဓာမီဩဇာတွေစိုက်ပျိုးရေးတုံဆေးဖို့တွေကအစဈေးတအားများလာမှုတွေကြောင့်အပြင်ဒီနှစ်စဘာထွက်တဲ့အချိန်မှာတတ်မှတ်လိုက်တဲ့စဘာဈေးတွေကအင်မတန်ယော်နေနေတာတွေကြောင့်ပါတောင်သူတွေဟာစိုက်ပျိုးဇယိတ်တောင်မကာမိတဲ့အခြေအနေတွေဖြစ်နေတယ်လို့စဘာစိုက်ပျိုးတောင်သူတွေရဲ့အခက်အခဲကိုသိတဲ့လက်ဗရန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောထားပါတယ်ဒီလိုအခြေအနေတွေမှာစိုက်ပန်တာဝန်ရှိတဲ့သူတွေဟာစစ်တပ်နဲ့ပေါင်းပြီးမိုးစိုက်ပန်ချင်းဝင်တွေကိုအခုလာတဲ့မှာပဲအပိဆက်ဖို့အတင်းတောင်းနေတာတွေလှုပ်လာတဲ့အတွက် တောင်သူတွေဘက်ကစိုးရိမ်မှုတွေဖြစ်လာပြီးစိုက်ငွေပြတ်မဆက်နိုင်တဲ့တောင်သူတွေဆိုစစ်တပ်ကဖမ်းဆီးရင်လည်းခံရတော့မှာပဲဆိုတဲ့ပြင်ဆင်မှုတွေပါရှိနေရတဲ့အတွက်လက်ဗရန်မြို့နယ်ကတောင်သူတွေရဲ့မိုးရာသီစိုက်ပျိုးရေးဘဏ်ချင်းငွေတွေကိုဘဏ်ဝင်တန်းတွေနဲ့စစ်တပ်လောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့အတင်းအဓမ္မတောင်းခံမှုတွေမပြုလုပ်ကြဖို့လက်ဗရန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေအသိပေးထုတ်ပြန်ထားပြီးဒီထုတ်ပြန်ချက်ကိုစိုက်ဘဏ်တွေဘက်ကလိုက်နာမှုရှိမရှိကိုလည်းဆက်လက်စောင့်ကြည့်တော့မှဖြစ်တယ်လို့လက်ဗရန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တတိပေးထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ